ပရိသတ်များအားလုံးပဲမင်္ဂလာပါ Gucci Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရဲဝင်းထွန်းရေးသားထားတဲ့စာလီတော်မမတ်နဲ့ဒုတိယပေစာချက်အရှာခရီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနာကလိုဒီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်။ဂီတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ညာ။တောင်းငတ်တီစာကလေးတွေကတော့တာယာစွာအောင်ကြီးလျက်ရှိပါတယ်။တပြင်းပြင်းရွာလေးကိုတော့မိုးတိမ်တူတူတွေကနေရာမဝင်ရောက်ကစီးထားလျက်ရှိတယ်။တိမ်ဆိုင်တွေလက်နေရနေရာတွေကိုတော့နေမရဲရောင်ကြီးကလင်းထိန်စွာထိုးနေပါတယ်။ရေနေတလုံးကိုရေပြည့်ပြီးမိဘဘော်တင်းဟွာကုတ်ပြစ်မှာလဲကျွတ်တို့မိသားစုလေးအောင်စကားပြောနေမိတယ်။ မကြာမီမှာတော့ရင်ရိုးဆူလာပြီးဖီးယာကျုပ်ကလည်းထိုင်နေရကထရင်ရိုးချဲအိုးတွေကိုဖြီးလိုက်တယ်။ကိုမကိုမဟေးဘာတူလဲကွာဝင်လာခဲ့လေအကျုပ်ပါဗျာထွန်းနိုင်ပါထွန်းနိုင်ပါလားပြင်းလို့လာနေရလားကွာစွာရဦးလေးတောင်းရအလဲလိုက်နေကိစ္စလေးတခုပြောစရာရှိလို့ဗျာအိမ်မက်ထမက်တာတော့မဟုတ်တော့ပါဘူးနော်အိမ်မက်ထမက်တာဗျာဟေးဒါဆိုရင်ခီးဆက်ထွက်ရအောင်ပါပေါ့ မထွက်ရပါဘူးကိုမက်ရဒီတစ်ခါအိမ်မက်ကတီးလို့ဗျာစွဲစမ်းမအောင်ဘယ်လိုလဲညာအိမ်မက်ထဲမှာကအရင်တစ်ခေါက်မက်တုံးကအဲ့ဒီသူကိုပြန်မက်တာဗျာကျုပ်လည်းဘာတောင်းရှိလဲမီးတော့ဖះတဲ့တဲ့ခါဒီပီဇာချက်ကိုထည့်ပြီးတော့ထာပနာဖို့ဆိုပြီးပီဇာတစ်ချက်ပေးသွားတယ်ဗျာအိမ်မက်ထဲမှာပေးတဲ့ပစ္စည်းကိုဘယ်လိုထာပနာမတုံးမင်းတို့စိတ်ထိတ်ကရွေပြီးထာပနာခိုင်းတာဖြစ်မှာပေါ့ မဟုတ်ပါကိုရမရအဲ့ပေးစားချက်ကတကယ်ရတာဗျာထွန်းနိုင်ပြောလာတဲ့စကားကိုကျတော့ကျုပ်ကလည်းစိတ်ဝင်စားသွားပါရဲ့အိမ်မက်ထဲမှာပေးတဲ့ပစ္စည်းကိုမင်းကဘလို့ရတော့သူကိုအိမ်မက်ထဲမှာပေးပြီးမှသွားတာဗျာဒီပေးစားချက်ကိုရောင်းချောင်းစီရော်ရဲ့ကျုပ်ရဲ့ကိုမတ်တို့ညီကိုရဲ့ပဲကြည့်ဝင်ရှိရဲတဲ့ဒီပင်းအားနဲ့ဌာပနာပေးပါတယ်အဲ့ဒါပြောပြီးကျုပ်ကနိုးလာတော့ကျုပ်အိမ်ရပေးမှဒီပေးစားချက်ကိုတွင့်ရတာဗျာအတော်ထူးစားမှလားထွန်းနိုင် ဇန်းနဲ့ပေစာချက်ကောအခုပါလာလားဘယ်ကပါလာအောင်လဲဗျာတခြားသူတွေကြည့်လို့မရအောင်လေကွန်ပျူတာကြည့်ချင်းတွေ့ရင်လိုက်ခဲ့အေးဒါဆိုလဲသွားကြတာပေါ့ကျောင်းနဲ့ရမှာဒွန်နိုင်ကိုလိုက်ခဲ့ပါရယ်ဒွန်နိုင်ကအိမ်ပေါ်တက်ပြီးပြားစင်ပေါ်မှာတင်ထားတဲ့ပေစာချက်ကြီးကိုလည်းယူပြရတယ်ဗျာအထဲမှာဘာရီပါလဲမသိဘူးဖွင့်ပတ်ကြရအောင်ဖြစ်ပါမလားကိုရမရဲ့တော်ကြတစ်ခုခုဖြစ်နေပါမယ်ဖြစ်ပါရယ်ကွာခွင့်ပြုထားတဲ့သူတွေကြည်လာလေ မကောင်းတာဘာမှဖြစ်တော့ပါဘူးဒါဆိုလည်းဖွင့်လိုက်ကြတာပေါ့တောကပီဇာချက်ကိုဖွင့်လာလို့စိတ်ဝင်စားကြည့်နေမိတယ်ပီဇာချက်ဖွင့်တော့မင်းနဲ့တင်တဲ့ရေးသားတွေစာချောင်းတွေကိုမညီမညာတွေ့ရပါလိမ့်စာချောင်းတွေကတော့မြန်မာဘာသာစကားမဟုတ်တော့တုတ်တို့သုံးယောက်ကနားမလည်နိုင်ရှိပါလိမ့်ပြန်ပိတ်လိုက်ပါတော့ထုံးနိုင်ရငါတို့ဘာမှနားလည်ရမှာမဟုတ်တာရှာမကလည်းနားမလည်တာကြောင့်ပြန်ပိတ်ရန်ပြောလာပါတယ် နေုံကိုရပါရဲ့ဆရာတော်များသိမလားကျွန်တော်တို့တော်ပြကြည့်မယ်လေအေကန်တော့ဆရာတော်လည်းသိမယ်မထင်ဘူးကွာရေးတာတော့တော်တော်ကြားနေပြီချင်ပြီးတော့မြမဘာသာစကားမှမဟုတ်တာဘာပဲဖြစ်ဖြစ်ကိုရမရမသိရင်လည်းအရင်မော်မိမိရလည်းဆရာတော်စီကို အခင်လိုက်ပြီးပြီလေအေကောင်းတာပဲတွားကြတာမော်ကျိုးတို့သုံးယောက်ကတော့ရောင်းချောင်းကိုလည်းဆက်လက်ထွက်လာခဲ့ပါတယ် တခြားသူတွေမြန်မာဆိုရာကြောင့်မဝင်ရသေးတဲ့ဝက်နဲ့ထုတ်ပြီးယူခဲ့ရတယ်။တခါယူထုံးနိုင်လို့ပါလား။ဘာရေးကိစ္စရှိကြလို့လဲ။တင်ပါဗျာ။ဆရာတော်စီလည်းမရောက်တာလည်းကြာတော့အရှောင်းလာရင်လည်းပစ္စည်းလေးတစ်ခုလှူချင်လို့ပါဗျာ။ဘာပစ္စည်းများရောတခါတော့ရဲ့။ဖုံးဖုံးမှာသင်ငန်းနေလည်းရှိရဲ့။သင်ငန်းဆိုရင်တော့တခြားရွာဆရာတော်တွေကိုသွားလူစီခြင်းနဲ့။သင်ငန်းမဟုတ်ပါဘူးဗျာ။တပည့်တော်အိမ်မက်ထဲရရလာတဲ့ပေစာချက်ကိုလာလို့ထားပါဗျာ။ ဟေးအိမ်မထဲကရလာတဲ့ပေစာချက်ဟုတ်လားဖိုးမို့ကိုနားလေအောင်ပြပြပါအောင်ကွယ်ဟုတ်သားမေထွန်နိုင်ရဆရာတော်ကိုနားလေအောင်အရင်ပြပြမှာပေါ့ကွာတင်မဖေဟာဖြစ်ပုံကဒီလိုပါထွန်နိုင်ကအိမ်မကျောင်းနေတုတ်တုတ်ရွှေတုတ်တွေသွားရှာတာကိုပြောပြပြီးအခုတခါအိမ်မကျောင်းနေပေစာချက်ရလာပုံကိုပြောပြလိုက်ပါတယ်ဆရာတော်ကလည်းထွန်နိုင်ပြောရရေးကိုအန်ဟောင်းလေးရှင်နေတယ်ဒီပေစာချက်တွေကရှေးအခင်ရောင်တွေနဲ့ရေးထားတာပဲကွေ နှစ်တော်တန်ကြာနေပြီဟုတ်လားဖေအရှင်ဘုရားဒီစလုံးတွေကိုနားလဲပါသလားဖေတုံမင်းမြတ်ကြီးကတော့ဆရာတော်ကစလုံးတွေကိုထိချကြည့်နေတယ်ဖုံဖုံတည်ရဲ့ဒီစာပေเจ้าကိုဖုံဖုံငယ်ကလေ့လာခဲ့ဘူးလေဒီမှာဖေဒါဆိုတပည့်တော်တို့ကိုအထိပ္ပယ်ရှင်းပြပေးပါလားဖေဒီလိုကွယ်ပေစာချမ်းပါရေးထားတာတွေကသာသနာတော်ရဲ့ပါဠိဂါရာကျမ်းတွေပဲဖုံဖုံပတ်ကြည့်တော့ပေစာမှာကပြည့်စုံပါမနေဘူး နောက်တစ်ချက်မှရှိနေမယ်ထင်တယ်။ပီဇာနောက်တစ်ချက်လိုလားဖေ။ဟိုတယ်တကရဲ့ဒုတိယပီဇာချက်ရှိရနေအောင်တကတော့သိကြလား။ဟဲ့အောင်ထွန်းနိုင်ဒုတိယပီဇာချက်နေရာပြပြသွားသေးလား။မပြောပြခဲ့ဘူးကိုရမ။ကျုပ်အိမ်မက်ကလန်တို့တော့ဒီပီဇာတစ်ချက်ပဲတွေးရတာ။နေအောင်တကတော့ပီဇာချက်နောက်မှနောက်ထပ်စာလေးတွေးရတယ်။ဖုံးဖုံးဖက်ကြည့်လာအောင်မေ။ဆရာတော်ကပီဇာရဲ့နောက်ကျောကိုလှမ်းပြပြီးကျုပ်တို့လည်းမှချပြတယ်ဗျာ ဒီစာရင်းကအရင်စာရဲ့အဆက်မဟုတ်ဘူးကွယ်ဒုတိယစာရှိရဲ့နေရာညွှန်ပြထားတဲ့စာရင်းတင်ပါဖေဟာဒီကွေးကွေးကောက်ကောက်လေးတွေကဘာတွေလဲဖေဟာအဲ့ဒါမိဘုံလေးတကာရဲ့မိဘုံကိုပီဇာမှာအသေးပုံစံနဲ့ဆွဲထားတာကွယ်ဖုံဖုံအကြည့်ပြန်ဆွဲမြမယ်ဆရာတော်ကမိဘုံတေးသေးလေးကိုကြည့်ပြီးခက်ချီချီပြန်ဆွဲပြနေပါတယ်အတော်လေးကြာတော့မှမိဘုံကလည်းပြီးသွားတယ်မိဘုံကိုကြည့်ရတာခရီးကွေးကောက်တွေများတာဖြစ်တော့ တောင်းရမယ့်နေရာကိုရောက်ဖို့ခီးနှောက်အောင်မယ်ဆိုတာလည်းသိရတယ်။ဒါကတော့ဒီစာမှာရေးထားတာခီးလမ်းမှာအန်တီအများအင်မတန်များတာကြောင့်စစ်သည့်ဘိုးဘာများနဲ့တောင်းရောက်တဲ့နေလို့ရေးထားတာကွယ်။တပည့်တော်တို့ကစစ်သည့်ဘိုးဘာမှမရှိတာဘယ်လိုသွားကြမှာလဲဘုံဘုံရဲ့။ဒါတော့ဒကာရုံးရဲ့စိတ်ပေါ်မူတည်ပါတယ်။ဒုတိယပေစာတဲ့ရတဲ့အခါပေစာနှစ်ခုပေါင်းပြီးသာသနာတော်ရဲ့ကျမ်းပါဠိတွေကိုဖြန့်ဝေနိုင်ပါကွယ်။ ဖုံဖုံကတော့သွားပါလို့မတိုက်တွန်းသလိုမသွားပါနဲ့လို့လည်းပြောချင်ဘူးတခါတော့ပဲဆုံးဖြတ်ပါကိုမဘလို့လဲသွားကြမလားငါတို့ဟာအာကုသို့လုံးနေအသက်မွေးနေကြတော့ကုသို့မရကြသေးဘူးအခုလိုသာသနာတော်အတွက်အကျိုးရှိမဲ့ခီးကိုမသွားရင်ငါတို့လူဖြစ်တာဘာကောင်းတော့မှလဲကြုံပြလိုက်တော့ဆရာတော်ကပြုံးလျက်ရှိပါရဲ့တခါရိုးရဲ့စိတ်ကိုဖုံဖုံလေးစားမိပါရဲ့ကွယ်ဖုံဖုံမြေပုံเจ้าကိုဆက်ရှင်းပြမယ်တင်ပါဗျာရှင်းပြပါ ကားတို့ကမိဘုံရဲ့အစအလေတွားရမှာမဟုတ်ဘူးကွယ်ဖုံဖုံတို့ရောမိဘုံရဲ့အလေမှာရှိနေရဆိုလိုတာကမိဘုံရဲ့တဝက်ကိုယူပြီးတွားပါအရှိပိုင်းမိဘုံကတွားစရာမလိုတကားတို့တင်ပါဖေဟာနှစ်ကလာရီကြာသွားတော့အရင်ကတော့ဖြစ်နေရဲ့နေရာမှာအခုတစ်ပင်နေဖြစ်သွားတာဖေဟာဟုတ်တယ်တကားတို့တကားတို့တွားကြမယ်ဆိုဘယ်နေ့တွားကြမလဲမနေ့ပြန်တရနာပြီးတပတ်ခါကိုတွားမယ်လို့တွေးထားပါတယ်ဖေဟာ ကောင်းပါရဲ့ကွယ်တောင်းနဲ့တကားထုံးနိုင်ကောတကားမောင်မတ်တို့နဲ့လိုက်သွားမှာလားကွယ်တင်ပါဖေဟာတပည့်တော်လိုက်မှာပါတပည့်တော်လည်းတီခီးမှာတထောင်းတနေရာပောင်းဝင်ချင်ပါရဲ့ဖေဟာကောင်းပါပြီကွယ်သွားလန်းလာလဲဖြောင်ပြပြီးအန်ဒီရဲ့ကင်းဘေးရှင်းကြပါစေကွယ်ပေးတဲ့စုနဲ့ပြေးပါစေဖေဟာတို့တို့လည်းရောင်ကြောင်းကနေပြန်လာခဲ့ပါရဲ့အခုတကားဒုတိယပေးစာချက်ကိုတောင်းယူရမည်ဖြစ်ခြင်းကြောင့်ပီတီလည်းဖြစ်လို့နေတယ် စနေနေ့ရမနက်ခင်းချိန်လေးဖြစ်ပါရယ်ကျုပ်ရမားနဲ့ထွန်းနိုင်ကတော့တောလိုက်တဲ့နယ်တီကိုလွှင်ခါးကြမှာတတူကိုလည်းချိန်လိုက်ချင်းတာရတဲ့နေ့တစ်နေ့ဖြစ်တာကြောင့်ရာသီဥတုကလည်းတိမ်နေကင်းစင်ပြီးနေမင်းရဲ့အလင်းရောင်ကပြန်ပြူးစွာကြာရောက်နေပါရယ်ဆရာပေးလိုက်တဲ့မြေပုံကလေးကျုပ်တို့ရွာနောက်ဘက်ချမ်းကို ဖြစ်ပြီးတော့ခြံသားခဲ့တယ်အသားချောက်တီကိုနိုးစီဘူးနှစ်ဖူးခန့်ထည့်ပြီးပီဇာချက်အရှာကြီးစတင်ခဲ့ပါရယ်အခုသွားမယ့်နေရာကတော့ကျုပ်အမဲပြေးနေရတဲ့တာဘက်ကသွားမှာဖြစ်တယ် တမပိုင်းကိုတော့ကြုံမရောက်တာကြောင့်မြေပေါ်မှာလမ်းရခြုံတွေကိုရှင်းလင်းပြီးသွားနေရတယ်။ကိုရမဟိုမှာကြီးတကောင်မြား။ဟေးပြင်မလေးကအကောင်ကြီးလား။မနေ့ကြီးတယ်ဗျဟိုဘက်ကမြေရှုံးမက်ကိုဆင်းသွားတယ်။ဒုံလိုက်တယောက်ကတော့ကြီးကိုမြင်တယ်လို့ပြောရရှာမကတနက်တပြင်းမရှိနေတယ်။ညနေစပီရောလေလုံမနေကြနဲ့။အခုသွားမှအခုဆိုရင်တော့ သိပါရယ်ကွန်မတ်ရာလက်တက်လေးဆိုင်နေလဲစားနေညအတွက်ဟင်းရအောင်လို့ပါထွန်းလိုက်တပိကြမယ်လိုက်ခဲ့ရာမတုတ်တုတ်ကိုပြောပြီးတော့ထွန်းနိုင်ကိုခေါ်ကြီးစင်းသွားရမည်ဘယ်တော့ကိုလိုက်သွားခဲ့ပါရယ်ခဏများကြာတော့တနတ်တီထမ်းပြီးပြန်လာကြရယ်လက်ထဲမှာလည်းဂျင်းပါလာခြင်းနဲ့တနတ်တံမကြားရခြင်းကြောင့်ရမလာခင်မှန်းသိလိုက်ရပါရယ်ဟာမင်းတို့ကြီးကတော်တော်ကြီးတာပဲကွာ တပတ်လောက်တော့စားလို့ရမယ်ထင်တယ်ကွန်မတ်တော့ ကျုပ်တို့မျက်ခြေပြတ်သွားလို့ပါမဟုတ်ရင်ရပါတယ်။ဟေးပါကွာအခုတော့ခီးဆန်းရအောင်မင်းပေါကရရလုံးမနေနဲ့တော့ကျုပ်တို့၃ယောက်ကလည်းဆက်လက်ထွက်ခွာလာရရွာနဲ့တော်ဝေးလာခဲ့ပြီ။ရှာမကတော့လမ်းညင်မနေလမ်းသွားရင်းနဲ့တပင်ငယ်တွေကိုဓာတ်နဲ့ခုန်နေရကြောင်းကျုပ်ကမလုံရင်တားမင်းရတယ်။ညနေထီခီးဆက်ပြီးရမှာတော့ညအိမ်ရန်စကန်တစ်ခုစောင်းလိုက်ပါရီ။ဝဘွားတစ်ချောင်းရှာခုတ်ပြီးတော့တစ်စိတ်ကိုဖျက်အနီးဆန်းကျောင်းကရေထည့်ပြီးတော့မိဘပေါ်တင်စားလိုက်တယ်။ ထွန်းလိုက်မင်းကဘလာရီဘာရီတောင်းတော့ရွာရဲကကောင်မလေးကိုဝိုင်းနေတော့မှာပဲရှာမကတော့စကားမရှိ စကားစာပြီးပြောလာတယ်ဘယ်ရတာကိုရမရမင်းကလေးတွေဝိုင်းဖို့နေနေသားသားရှင်မတွေအောင်လာမဝိုင်းဘူးအဘယ်နဲ့ဖြစ်လို့လဲမင်းမရုပ်ရည်လည်းရှိပါတယ်ရုပ်ရည်ရှိလေပတ်စံရှိမှာကိုကိုရမရတူလို့လူကဘယ်မင်းကလေးရစိတ်ဝင်စားမှာလဲမင်းရလေ မင်းအရေလုံးမဟုတ်တော့ပါဘူးကွာရွှေရည်ရှိနေရပဲမင်းခုဒီမရောက်သေးရလားမရောက်ရသေးဘူးကိုရမရဲ့ဒီအပိုင်းလဲလူကတိတ်မအားတော့ရောင်းဖို့မသွားပြဘူးတန်းနဲ့မင်းဘက်ကကြိုက်နေရတူမရှိဘူးလားကျုပ်ဘက်ကကြိုက်နေရတူမရှိတယ်ဗျာအပြောစမ်းပါဦးဘာလို့လဲငါတို့ကုညီလို့ရရင်ကုညီတာပေါ့မပြောပါဘူးယာအလူလက်နဲ့ရွှေခွဲနိုင်တယ်လို့ဖြစ်နေမှာစိုးတယ်ဗျာမင်းကတော့ ငါလှုပ်ချင်တာလက်တရားလေးပြီနော် ပြောမှသာပြောတာမဟုတ်ဘူးကိုကိုကိုနှိမ့်လောဝါကြည့်ရယ်ခက်တာကိုရမနဲ့ကိုမရှိနေအောင်ပြောရဲဘူးမြာဟာကွာငါတေးတာတေးလိုက်ချင်တော့လေငါတို့သိချင်လို့မေးပါလေဆိုမှငါတို့ရှိလို့ပြောရဲဘူးလေလားဒီလိုဗျာကိုမတိုကိုရမောင်နဲ့သူကမောင်နှမရိလို့နေတော့မျက်နှာဖူးလို့ပါဘယ်သူကပြောစမ်းမအောင်ရှင်းမျက်နှာနောက်ထားပြီးပြောရရင်ကြောက်ကြိုက်နေတာမဲကြောဗျာ ထွန်းနိုင်စီကပြောလာတဲ့စကားသံဆုံးတော့ယာမရဲ့မျက်နှာကြီးကွက်ကနေပြတ်သွားတာဗျာမျက်နှာကြီးမဲတက်လာပြီးတော်ထိပ်သွားပုံမေကျုပ်ကတော့မရင်မိရောပဆက်ကိုအတင်းချုပ်ထားရတယ်ဗျာဘာဖြစ်လို့လဲကွယာမရဲ့နေမကောင်းလို့လားအော်ဘာဖြစ်ဘူးဘာဖြစ်ဘူးဒီတိုင်းချင်းသားကြီးတွေကြိုက်လို့ပါအာမိဖို့ဖို့တစ်ချောက်တွေနည်းနည်းသွားယူလာအောင်မေဒီမှာတစ်ချောက်တွေရှိနေရပဲလေဗျာတညာလုံးထည့်ထားတော့ကောင်းမှာမဟုတ်ဘူးအော်အေးကွာအခုမှအပေါ်သွားနေလားလို့ကွာ ကိုရမရခမရတကယ်လူပဲကျုပ်စတယ်ဆိုတော့မှမသိဘူးလားဟေးဘာစတော့ကွာကျုပ်သိပါရဲ့ဗျာကိုရမမဲကျုပ်ကြိုက်နေရမလားကျုပ်ကကိုရမကြီးဘလို့နေမလဲဆိုပြီးပြောလိုက်တာကျုပ်မဲကျုပ်မကြိုက်ပါဘူးဟေးတကယ်လားကွာမင်းမကြိုက်တာသိကြလို့လားငါပြောထားမယ်နော်ငါကြောင့်နောက်ဆုတ်တယ်လို့ဘာလို့မလုပ်နဲ့ရှောက်ကြမဲကွာစူးစမ်းခွင့်ရှိပါတယ်ငါဘာမှမဖြစ်ဘူး ကျုပ်ကတကယ်စိတ်ဝင်စားတာပါဗျာ။ဟိုနေ့ရတော့လမ်းမှာတွေ့တော့ကိုရမကြီးကနေ့ကိုကြိုက်နေရဆိုပြီးခြုံခဲ့သေးတယ်။ကျုပ်ကြိုက်နေရတခြားတရားဟုတ်ဗျာ။မင်းပြောတော့ तू ကဘာပြန်ပြောတော့။ရှမရဲ့ပုံပြနေရဲ့မျက်နှာကြီးကိုကြည့်ပြီးချောနိုင်ကအတော်သဘောကျပြီးရှင်နေပါလေ။ကျုပ်ကတော့ပြုံးသားပဲပြုံးနေမိတယ်။ကိုရမပဲခုနကအပေါ်သွားနေလို့ဆိုခုမသွားတော့ဘူးလား။ထုံးလိုက်။မင်းတော့ငါတိကျလို့ပါကွာဘာပြောသွားလဲပြောစမ်းပါ။ ဘာမှဖြစ်မပြောဘူးမြားပြုံးသွားသွားတယ်။မိန်းကလေးတယောက်ကကျင်းတန်းမှာပြုံးတော်တော့ကိုလူဂျင်းနေကောင်းလဲ။မင်းကတိတ်ချက်သွားပြီထုံနိုင်ရအရန်ကိုချက်သွားပြီ။ကိုရမတော့လူမနေပြီ။ရွာပြန်ရောက်မှခမရမဲကျောကိုတွားပြောချင်။ကျုပ်ကစပဲကိုဖွင့်ပြောရင်ကောင်းမလားတွေးနေတော့ဦးမြား။နေစမအောင်မင်းကစပဲကိုစိတ်ဝင်စားနေရလား။ဟုတ်တယ်မြား။ကျုပ်စိတ်ဝင်စားနေရကြပါပြီ။ မပြောရဲလို့အဝေးရပဲတိတ်ချင်နေရတာ။မြောက်ဝေးရပဲဖြစ်မလားကွာငါပြောစီချင်တယ်ကိုချစ်တာသူသိရင်ပြီးရောကွာ။အမလေးရှာမမင်းကသူများဟောတော့မြောက်ပြီးရင်မင်းကိုယ်တိုင်ကြတော့ကြောက်လိုက်တာငါပြောချင်ဘူး။"သူများအကျိုးပဲဆောင်ရည်တာဗျာ။ဒါနဲ့ထွန်းနိုင်။မင်းရွှေတွေမရောက်ခင်ဖွင့်ပြောကွာ။သူသားမင်းကိုတကယ်ချင်းလက်ခံမယ်။"အေးဗျာစူးစမ်းကြည့်ရမှာပါ။ ကဲအချစ်စရာကြီးတွေအိတ်ကြတော့မနဲ့ဖျံခီးဆက်ကအောင်မေကျောင်းကထွန်းနိုင်တဲ့ရံမောက်ကိုအိမ်ရန်ပြောတော့ငနေရီကလည်းလင်းစင်ပေါ်တက်သွားကြတယ်အပေါ်ရောက်တော့မေးပေးနဲ့တီတိုတီတိုပြောနေကြတာဗျာအပေါ်ကနွားရီအိတ်တော့လို့ပြောနေအောင်မနဲ့ကြမထားရသူထားခဲ့မှာနော်အေးပြီဗျာအေးပြီကိုမကချင်းရတဲ့သူမရှိတော့ကျုပ်တို့ကိုပယ်ဆနာနိုင်ပါမလဲရံမောက်နဲ့ထွန်းနိုင်ကကျုပ်ကိုစောတကတက်ပြီးအိတ်သွားကြပါတယ် ကျုပ်ကဝစိထင်းကရေနွေးတွေကိုဝစိခွက်လေးနဲ့ထည့်ပြီးတောက်ကကင်းဆောင်နေမိတယ်။တကောင်ထင်ရောက်တော့မှမိဘကမိကိုငိမ့်လင်းစင်ဘောကိုတိုက်အိတ်ခဲပါရီ။အမောင်ရနေနဲ့ပတ်ဝန်းကျင်ချင်းကွန်ဆုံးပြီးရနောက်မှာတော့နေရောင်ကစတင်ထွက်လာခဲ့ပြီးဖြစ်တယ်။ရှာမနဲ့ထုံးနိုင်တော့မလို့ငယ်ကျုပ်ကထမင်းရင်ချက်ထားလိုက်ပါရီ။အမဲကြောင့်တွေကိုအနေငယ်ပြန်ပူပေးချိန်မှာရာမတို့ကနိုးလာတယ်။ကိုမကျုပ်ကကိုမကျုပ်ကိုထားသွားပြီးအောင်ထင်တာဗျာ။ဘာလို့လဲကိုရာမဟဲ့ ကိုမညာပြောတယ်လေကွာစောစောမထရင်ထားခဲ့မှာလေအဲ့ဒါတကယ်များထားခဲ့မလားလို့စိတ်ပူနေရကိုရမကြီးကတော့ရှာတင်ပြီးတော့ကြောက်နေပြန်ပါပြီကိုမကထားခဲ့ပါမလားအခုတော့တုတ်တုတ်စားဖို့ချက်ပြုတ်ပေးနေတာဗျာအေးပါမင်းတို့ရင်းငါပေါ်နိုင်ထားအောင်မိမရိရမမိမနိုင်တာခံရရင်ငါဟားတိုက်ပြီလားကြီးမတုတ်ကစားတာပါဗျာတုတ်တုတ်စိုးလို့ရလို့စိုးတာပါ ဒါနဲ့ကျုပ်တို့ဘာလုပ်ပေးရအောင်မလဲအေးဟိုဘက်ဆန်းကြောင်းမှာရေးသွားခက်ခက်တမင်းစားပြီးအတင်းတော့ရတာပေါ့ရှာမနဲ့တောင်းနိုင်ကတော့ဝက်စစ်တင်နေရေးခက်ပြီးပြန်လာကြပါလေမနက်စာကြတဲ့ခါမှာတော့မနက်စာစားပြီးခီးဆက်ခဲ့တယ်မောင်မဲမဲမိုးချိန်နေရတော့မြောက်ရက်စီရွှေလျားလာနေချင်းကြမိုးရွာတော့မယ်ဆိုတာသတိထားမိပါလေမိဘုံကိုထုတ်ပြီးတော့အခုရောက်နေတဲ့နေရာကိုအမှတ်ချင်လိုက်တယ်နိုင်ဝဲကျော်မြခီးဆက်လာကြပြီးတော့ကြောင်ကန်းတစ်ခုကိုရောင်းလာတယ်ကမ္ဘာ ရှေ့မှာကြောက်ကြီးပဲရှိရတယ်ဗျာဘယ်နဲ့လောက်ကြအောင်လဲနေစမအောင်ကွာမြေပုံပြန်ထုတ်လိုက်အောင်ကျုပ်ကမြေပုံကိုပြန်ထုတ်ခိုင်းပြီးကြည့်ရအောင်ကျုပ်တို့ရောက်နေတာကအမဲဆက်နေရာဖြစ်ပါတယ်အဲ့ဒီမဲကဆက်ကသာထူးခြားမှုဖြစ်တင်ရပြီးတခြားဘာမှမတွေ့ရအောင်လေကွမဒီကြောက်ကြီးကိုတော့တွယ်စင်းမှုဖြစ်နိုင်မှုဗျာဟိုဘက်လည်းပြီးသွားအောင်လေရေစည်းတန်နဲ့ချောင်းနေအဖေရောရှိမှာပေါ့ကွာဒီနာဝင်းကျင်မှာဘာတို့ချားလဲရှာတိရ ကျုပ်ကယာမနဲ့တိုးနိုင်ကိုရှာတီခိုင်းပြီးကျုပ်ကိုယ်လည်းရှာနေမိခဲ့။ရုတ်တရက်ကျိုးတဲ့ချောင်းလေးတစ်ချောင်းလင်းမြန်စွာပုတ်တိုက်တန်ကြားပြီးကျော်ကပအစွန်းမှာတော့ဓာတ်ကင်ထားတဲ့ရုတ်တူကြီးတစ်ခုကထွက်ပေါ်လာတယ်။ကိုမဓာတ်ရပါအီယောမြာဘယ်လေးတစ်ခုလာမသိဘူး။အလားတော်ပြီးကြည့်ရမှာပေါ့ကွာ။ဖြစ်ပါမလား။သူ့လက်ထဲမှာဓာတ်လည်းထောင်ချောက်တွေဖြစ်နေမှာ။ထောင်ချောက်ဆိုလည်းငါရှောင်းနိုင်ပါရဲ့ကွာ။မင်းတို့ရောက်တော့ခက်ခွာခွာ တကွာယုတ်ကြီးအနီးကိုကတ်ကြည့်ရတော့တာမန်ယုတ်တစ်ခုသာဖြစ်နေတယ်။အရုပ်ပေါ်မှာကတော့အနီးအောင်ဆက်တီနဲ့မဲအောင်ဆက်အနှင်းငယ်ကိုတွေ့ရတယ်။ကျုံတဲ့ချက်ချင်းတစ်ခုကိုတွေးမိသွားပြီးတော့အမဲအောင်ဆက်တီကိုအကုန်နှိမ့်လိုက်ပါတယ်။ဟာကနေပဲထုံးနိုင်တဲ့ယာမစီရအာမေထိတ်တန်လေးပြိုင်တူပေါ်ထွက်လာတယ်။အကြောင်းကတော့ကျုံနှိမ့်လိုက်ပြီးတော့ယုတ်ကြီးကမြေထဲကိုပြန်ဝင်ကြောက်တဲ့ကိုဆင်းလို့ရတဲ့လှေကောင်းလေးတစ်ခုပေါ်လာတယ်။ကိုမရဲ့တွေးခေါ်နိုင်စမ်းကိုတော့သိသဘောကျသွားပြီဗျာ။ မြောက်မဒီစားမနေထုံးနိုင်ရငါမြောက်မကြိုက်ဘူးအခုတိအန်ဒီရယ်ဆိုလို့ဘာမှမကြုံပါသေးဘူးရှေ့ဆိုသွားမယ့်နေရာရောက်ပြီဘာရီကြုံရမယ်သိလို့ပြင်ဆင်ထားကြကျောတုကလေကားပေါ်ကဆင်းလာပြီးတော့အောက်ကိုရောက်လာခဲ့ပါရီမြူရီချနေရနေရာဖြစ်တော့ကျောတုနဲ့ခလန်းလမ်းမှာရှိနေရတော့မမြင်ရဘူးရှေ့ဘက်ကသာဦးတီရှောက်လာမှာတော့အတော်ဟောင်းနှန်းနေပြီဖြစ်တဲ့တကားတစ်ချက်ကိုထင်ရရီတကားပေါ်မှာကတော့ပေးစာချက်သေးကပုံစံတွေကိုမြင်နေရတယ်လေတကားကိုတွန်းကြည့်ရတော့ပွင့်သွားတာကြောင့်အထဲကိုဝင်လာခဲ့တယ် ။ဟာကောမန်တကားကြီးကပြန်ဖိတ်သွားပြီဘယ်လိုလုပ်ကြမလဲ။ကျုပ်တို့အထင်းရောက်လာတော့မှတကားကပြန်ဖိတ်လို့မရပိတ်သွားပါရဲ့။စိတ်ကိုအေးထားပြီးပါဆက်လုပ်ရမယ်တွေးထားစမှာ။ပဝင်းချင်းချင်းတွေကိုသာမျက်ချင်းပြန်စင်းနေ။ကျုပ်ကယာမနဲ့ထုံနိုင်ကိုပြောနေရကျုပ်ချက်တဲ့အောက်ကကြောက်ပြားကတော့ကျုံဝင်သွားတာကြောင့်တဝီဝီနဲ့ရှေ့ဘက်ကလည်းယာမနဲ့ထုံနိုင်ကိုဆွဲချလိုက်ပါရဲ့။မိုးဒီမြားကဲတို့မြားပြားလာတဲ့မြားတန်တွေကတဝီဝီနဲ့အရှိတ်ဘက်ကထွက်ပေါ်လာရင် ရှားမလေးထောင်းနိုင်တွေ့ရမလားဒီနေရာထောင်ချောက်တွေပဲငါရှိရသွားမယ်ငါတော့လိုက်ခဲ့ချကျုပ်ကနားကဂဲသေးကြီးတစ်ခုကိုကိုရှိကကြောက်ပြောင်းပစ်ချလိုက်တော့ဘာမှဖြစ်တာကြောင့်ဂျန်တင်တင်နေလိုက်ပါရီရှေးဆရီလိုလုံလိုက်အောင်ထောင်ချောက်ရဲ့သဘောကိုနားလည်သွားခဲ့တယ်ရှားမလေးထောင်းနိုင်ဒီကြောက်ပြောင်းရင်းကတပြားကျော်စီမှထောင်ချောက်တွေရှိတယ်အဲ့ဒါကြောင့်ခြေလမ်းမမယ်ဆိုရင်အသက်ပင်ကထွက်သွားမှသိမှာမဟုတ်ဘူးကိုမန် တူတော်တော်ကြောက်နေပြီဗျာပြန်ကျင်နေပြီမကြောက်စမ်းပါနဲ့ထုံနိုင်ရငါနဲ့ကိုမင်းနဲ့ရှိပါရယ်ဒါမှမင်းပြန်ကျင်ရင်တယောက်တည်းပြန်မှာကွာတကအဖွင့်လို့မရတာထုံနိုင်ကတော့ကြောက်နေပြီဖြစ်ပါရယ်ကျုပ်ကတော့အမှန်ပြောရရင်ထိန်လန်းပေမဲ့ရှေးလူကြီးပြီစကားအရာကြောက်စိတ်ကိုဖျောက်ကောင်းစိတ်အေးနေဖြစ်ရှင်းနေမိရယ်ကြောက်ပြောင်းရီဆုံးတော့အခန်းတစ်ခုထဲကိုရောက်လာရယ်အဲ့ဒီနေရာကတော့နောက်ဆုံးအဆုံးသက်နေရာဖြစ်ပါရယ် တို့တို့ရှိခန်းထဲမှာတော့ပီဇာချက်တွေများစွာတင်ထားတာကိုတွေ့ရတယ်။ကိုမပီဇာတစ်ခုတည်းမဟုတ်ဘူးလား။ဘာလို့ဒီလောက်များနေရလဲ။ဟာကွာရှိသလောက်ရှိသွားကြတာပေါ့။ငါတို့ယူပြီးကွာ။ရှာမကမစင်းစားဘဲနဲ့ပီဇာတစ်ချက်ကိုကောက်ယူလိုက်ရမှအရိနီယာကလည်းဓာတ်တလက်ကင်ထားတဲ့စက်ကောမှအယုတ်တယုတ်ထွက်လာခြင်းနဲ့တူရှာမကိုလည်းဓာတ်နဲ့ကုတ်ချလိုက်တယ်။ရှာမကတတိလူရဲ့မနေခြင်းကြောင့်ဘေးကိုရှောင်တိန်လိုက်ခြင်း ကျုပ်ကတနက်နဲ့လည်းပြင်ရမှာစကောမယုတ်ကနင်းနေမြဖယ်မှုလေကိုရမကျုပ်တို့တော့သိပြီထင်ပါရဲ့မင်းရလေစကားများလိုက်တာတနက်နဲ့ပြေလီဘာလို့နေရလဲကျုပ်တို့သုံးယောက်ဝိုင်းဝန်းပြစ်ခဲ့ပေမဲ့အယုတ်ကြီးကတော့ဘာမှဖြစ်တဲ့အပြင်ကျုပ်တို့ကိုစတင်တိုက်ခိုင်းလာတယ်အနီးကနေသားရှိလာမှုကျုပ်ကခါးသားမှာထားတဲ့ဓာတ်ကိုထုတ်ပြီးတိုက်ခိုင်းရတယ်ဓာတ်ချင်းထိတဲ့နေကလည်းတချင်ချင်းထွက်ပေါ်လျက်ရှိပါတယ်တစ်ချက်တော့လေဓာတ်ချက်တစ်ခုကကျုပ်လက်မောင်းကိုထိသွားတာကြောင့် နောက်ကိုလဲကျသွားပြီ။ကျုပ်ကောင်တဲတဲ့ကိုလည်းဓာကြီးကတဖြည်းဖြည်းနီးကပ်လာရာကျုပ်မျက်စိရှိကက်သီးလေးမှာရပ်တန်းသွားတယ်။ကျုပ်ကအခုမှသာအသက်ရှင်ပြီးရောတယ်လေ။ရှာမနဲ့ထုံးနိုင်ကိုကြည့်ရမှာတော့စကောမယိုကြီးစတင်ထွက်လာရနေရမှာလည်းရှိနေရဲ့။တူတူဒီဟာကလုတ်ကိုနှိပ်လိုက်တယ်ရပ်သွားတာဗျာ။တော်သေးရပါဗျာအချိန်လေးမီသွားလို့ကျုပ်ကလဲနေရကပြန်ထားပြီးရှာမတို့နေကိုသွားလိုက်ပါတယ်။ရှာမနဲ့ထုံးနိုင် ။ဘာမှမစင်စားပဲလှုပ်လို့မရတော့ဘူး။ငါတို့ဒုတိယပေစာချက်စိတ်ကိုအရင်ရှာမယ်။ကမကလည်းဗျာဒီဟာရုပ်တရဲ့တော့ချက်ကိုသိနေပြီပဲလေ။ကျန်တဲ့ပေစာချက်တွေကိုလည်းယူကြမှာပေါ့။မလုံးနဲ့ရမှာအခြေအနေတွေကမင်းတို့ကတော့ထင်တယ်လို့ရိုးရှင်းမနေဘူး။အခက်မသိလို့ဒီတက်ဆိုတဲ့အခြေအနေနဲ့ရင်ဆိုင်ရရင်အားလုံးဒုက္ခရောက်ကြမှာ။ဒါဆိုဒုတိယပေစာချက်ကိုဘယ်လိုရှာကြမလဲ။ ငါပထမပေးစားချက်ရဲ့ခေါင်းစဉ်ကအစလုံးကြီးကိုမှတ်မိတယ်ကွာအဲ့ဒါနိုင်ရှင်ပြီးတော့ယူရမှာပေါ့သူကပေးစားချက်တွေကိုလိုက်လံကြည့်နေရမြည်တိပေးစားချက်ကမှပထမပေးစားချက်နေလေတူမနေဘူးဒါရီကမတူဘူးကွာကိုမဟိုပေါ်ဆုံးကပေးစားချက်ကိုမကြည့်ရသေးဘူးလေအဲ့ဒါများဖြစ်နေလားမသိဘူးအဲ့ဒါငါမမေ့ဘူးကွာဘယ်လိုလုပ်ရမလဲကြားရကိုမကျုပ်တို့အောက်ကထမ်းထားပြီမေကျုပ်ကယာမနဲ့ထုံးနိုင်ရဲ့ပကုံးပေါ်တက်ကောင် နောက်ဆုံးပေစာချက်ကိုကြည့်လိုက်တော့လောဝတူနေကြောင်းတွေ့ရပါတယ်။သူကလည်းအာရဝန်သာစွာယူပြီးအောက်ကိုဆင်းလိုက်တယ်။ဘလို့လဲကိုမဲကျုပ်တို့ရှာလျာဟုတ်ရဲ့လား။ဟုတ်တယ်ထွန်နိုင်တရားပဲ။ဒါဆိုကျုပ်တို့ပြန်ထွက်ဖို့ကဘလို့လုပ်ကြမလဲ။ပြန်ထွက်လို့ရမယ့်နေလရှိမှာပေါ့ကွာ။လာတကားစီသွားကြည့်ကြမယ်။သူကတောင်ကျောက်တွေကိုနေရာမှတ်သားထားရမှာအသာတကြီးကြောလာခဲ့ပါတယ်။တကားကိုလည်းတေချာကြည့်တော့တော့ကျဲလို့ထင်ရတဲ့နေရာတစ်ခုကခြိုင်နေရဲ့လေ။ ပေစာတန်းရဲ့ပုံစံနဲ့ဆင်တူခြင်းကြောင့်လည်းပေစာချက်ကတကားရဲ့တုံ့ပြန်ကြောင်သိလိုက်ပါရင်တကားကြီးကလည်းချိန်လောင်တဲ့မိသားနဲ့တူပွင့်လာခဲ့ပြီဖြစ်တယ်။ကျိုးတို့သုံးယောက်ကတော့ပြင်ကိုပြန်ထွက်လာပြီးနောက်ဆုံးနေတဲ့တကားကြီးကိုကြည့်ကောင်အပြန်ခေးကိုစတင်ခဲ့ပါရင်လှေကားကတော့ခုထိရှိနေသေးတာကြောင့်အပေါ်ကိုအလွယ်တကူရောက်ခဲ့ပါရင်အပေါ်ကိုသုံးယောက်လုံးရောက်ပြီးချိန်မှာတော့တားကင်ထားတဲ့ရုပ်ကြီးကလည်းမြေထဲကိုပြန်ဝင်သွားခြင်းနဲ့တူလှေကားကြီးကလည်းပျောက်ကွယ်လို့သွားပါရင် ။မောင်ရင်သောညနေချိန်အေးမြတဲ့မိုးရေဒီအောင်မှာကျိုးတူသုံးယောက်ကြောက်ကြီးကိုကြောပြီးကလှည့်ပြန်ခဲ့ပါတော့တယ်။ပြိသက်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရဲဝင်းထွန်းရေးသားထားတဲ့စာလီရောမမတ်နဲ့ဒုတိယပေးစာချက်အရှာခီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နောက်ဆုံးပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရယ်ဗျဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ခုခန့်မဲဖြစ်ပါရယ်ခင်ဗျာ